မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးတော့2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့သကိုင်းတိုင်းမုံရွာမြို့မှာအကြမ်းဖက်စစ်ကားကိုတိုက်ခိုက်မှုဖြစ်စစ်သား2ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ အော်တိုဘာလ29ရက်နေ့မွန်းလွဲ12နာရီခန့်မှာမုံရွာမျိုးပေါ်မှာကင်းပတ်နေတဲ့စစ်ကားတစ်စီးကိုတော်လိုင်းရဲတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့စစ်သား2ဦးသေဆုံးခဲ့ကြောင်းမုံရွာခရိုင်အမှတ်လေးတရင်မှသတင်းထုတ်ပြန်ထားပါရီမုံရွာမျိုးတွင်မစ်ရှင်တစ်ခုဖော်ဆောင်မှုအသွားမှာကင်းပတ်လာတဲ့စစ်ကားနဲ့တွေ့လို့အပြန်အလှန်ပြစ်ခတ်မှုဖြစ်ခဲ့တယ်လို့သိရပါရီဤတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးမုံရွာ The Boys မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တရင်လီတပ်ခွဲနှင့်5မြင်းဆောင် Commando Force နှင့်မုံရွာခရိုင်တရင်28တပ်ခွဲ3 Springtiff တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးတော့တော်လန်ရေးတပ်ဖွဲ့ဝင်များအထူးကိမ့်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာဆက်လက်ပြီးတော့တောင်သားမကင်းစခန်းမှထွက်လာတဲ့စစ်ကော်မရှင်တပ်သား2ဦးကိုတိုက်ခိုက်ခဲ့ရာမှာ2ဦးလုံးသေဆုံးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ် မန္တလေးတိုင်းမြင်းချံခရိုင်တောင်သာမြို့နယ်မှာစစ်ကော်မရှင်ကင်းစခန်းမှထွက်လာတဲ့စစ်သား2ဦးကို PNL ပြည်သူ့လူမျိုးရေးတပ်တော်မှတိုက်ခိုက်ခဲ့ရမှာ2ဦးလုံးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အော်တိုဘားလ29ရက်နေ့ညနေပိုင်းမှာကင်းစခန်းမှထွက်လာတဲ့စစ်သား2ဦးကို PNL မြင်းချံခရိုင်တပ်ရင်းကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။တိုက်ခိုက်မှုအတွင်းမှာစစ်ကော်မရှင်တပ်သား2ဦးလုံးသေဆုံးသွားခဲ့ပြီးတော့ G3 တပ်နဲ့တလက်နဲ့ G တချို့ကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့မင်းတို့မျိုးနယ်မှာရဲကားများတိုက်ခိုက်မှုမှာရဲများ၄ဦးသေဆုံးလက်နက်များသိမ်းဆီးရရှိတဲ့တဲ့င်ကိုတင်ပြပေးပါမယ်။အော်တိုဘာလ28ရက်နေ့နေ့လယ်12:50မှာတရဲခရိုင်အမှတ်၄တပ်ရင်းတပ်ခွဲနှစ်မှာမင်းတို့မျိုးနယ် မဲဇလီကျေးရွာနဲ့ဝန်တွင်းကျေးရွာကြားမှာရှိတဲ့ပသိမ်မုံရွာလမ်းပိုင်းမှာကင်းဘက်နေစဉ်မင်းတုံမျိုးဘက်မှဝန်တွင်းကျေးရွာဘက်ကိုမောင်းလာတဲ့ရဲမှုအူဆောင်တဲ့ရဲကားလေးစီးကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။တိုက်ခိုက်မှုမှာရဲကားတစ်စီးမိုင်းထိမှန်ပြီးတော့မောင်းပြေးခဲ့ရမှာလိုက်လံပစ်ခတ်ရှင်းလင်းခဲ့ပြီးထိခိုက်ပျက်စီးသွားတဲ့ကားကိုလမ်းပေါ်မှာရပ်ထားခဲ့ကာ ထိခိုက်ဒဏ်ရာရသူများကိုကြံရဲကား၃စီးဖြင့်တင်းဆောင်ထွက်ပြေးခဲ့တယ်လို့သိရပါတယ်။ထိုတိုက်ခိုက်မှုမှာရဲဘက်မှမျက်မြင်သက်သေ၄ဦးထိခိုက်သေဆုံးခဲ့ပြီးတော့သေဆုံးသူများထံမှ 7.62G 88တောင် G3G 24တောင်ကာဗိုင် G 18တောင်စစ်အုံဆောင်ပစ္စည်းအချို့နဲ့ငွေ၃သိန်းကျပ်တို့ကိုသိမ်းဆည်းနိုင်ခဲ့တာ ရဲကားကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဖော်ပြထားပါတယ်။တိုက်ခိုက်မှုအပြီးစစ်ကောင်စီလက်အောက်ခံအင်အားစုများမှမင်းတို့မျိုးအဝင်ငားမိုင်အကွာမှာရှိတဲ့စစ်စေးရေးဂိတ်မှလက်နက်ကြီးများရန်တမ်းပစ်ခတ်နေတဲ့အတွက်ကြောင့်ဒေသခံပြည်သူနဲ့ခရီးသွားများအားဂီယူဆိုင်တတိထားရန်အတိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့အာနာသိန်းအကြံဖတ်စစ်တပ်မှကော်သူလွေအုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့နေအိမ်၁၄လုံးအားအကြောင်းမဲ့မိရှုဖြက်စည်းတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ KNU ၊ကရင်အမျိုးသားစည်းရုံးကော်သူလွေအုပ်ချုပ်မှုနယ်မြေခလွေလူထူခရိုင်အတွင်းနဲ့မြိတ်တဝဲခရိုင်တို့အတွင်အာနာသိန်းအကြံဖတ်စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့အရတားပြည်သူလူထုများရဲ့နေအိမ်134လုံးခန့်အားအကြောင်းမဲ့မိရှုဖျက်ဆီးခဲ့ကြောင်း KNU ဘုံမှသတင်းထုတ်ပြန်ထားပါသည်။မြိတ်တဝဲခရိုင်ကဆေဒူမြို့နယ်တရချောင်းနေမြေအတွင်းအော်တိုဘာလ25ရက်နေ့မှာအာနာသိန်းအကြမ်းဖက်စစ်တပ်တရင်433 433 4 435ပူးပေါင်းစစ်ကြောင်းထိုးကတိုက်ပွဲနဲ့မတက်ဆိုင်တဲ့လာဘကျေးရွာမှာရှိတဲ့ပြည်သူလူထုပိုင်းနေအိမ်42လုံးအားမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါသည်။ ထို့အတူကလလူတူခရိုင်မူမျိုးနယ်မှာလည်းအော်တိုဘားလ၁၀ရက်နေ့မှာအာနာသိန်းအကြံဖက်စစ်တပ်မှကွင်းတလကြီးကြီးရွာအတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့ပြည်သူလူထုပိုင်းနေအိမ်82လုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဖော်ပြထားပါရခင်ဗျာဆက်လက်ပြီးတော့မုံရွာနယ်ဟာခါမှာစစ်ကော်မရှင်တပ်သား၃ဦးလက်နက်နဲ့အလင်းဝင်တဲ့တရင်ကိုတင်ပြပေးပါမယ် စကိုင်းတိုင်းမုံရမျိုးနယ်နဲ့ချင်းပြည်နယ်ဟာခါမျိုးနယ်တို့မှာစစ်ကော်မရှင်တပ်သား3ဦးလက်နက်နဲ့တကွအလင်းဝင်ခဲ့တယ်လို့အသီးသီးထုတ်ပြန်ထားပါရင်စက်တဘာလ29ရက်နေ့ကမုံရမျိုးနယ်ကြောက်ကာကျေးရွာရွှေကူနီဖျားဝင်းမှာတက်ဆွေးထားတဲ့စစ်ကော်မရှင်တပ်စခန်းမှာအော်ဒါဆွေးခံရတဲ့စစ်မှုတန်းတပ်သား2ဦး Titans Force မုံရွာအမှတ်2တိုက်နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့ထံချိတ်ဆက်အလင်းဝင်လာတယ်လို့ဆိုပါရင်၎င်းတပ်သား2ဦးဟာ MA3 တလက် MA1 တလက်တို့ကိုတဘာရေးယူဆောင်လာခဲ့ပြီးတော့ဆေးရဆိုးမှုများ ားနဲ့ပတ်သက်ခဲ့ခြင်းမရှိတာကြောင့်၎င်းတို့စန္ဒအတိုင်းဆောင်ရွက်ပြီးသွားမယ်လို့အတည်ပြုထားပါရယ်အလားတူစက်တင်ဘာလ29ရက်နေ့မှာပဲဟာခါမျိုးကစစ်ကော်မရှင်တပ်သားတအူးဟာစက်တန် Revolution Force တန်ဆက်သွယ်အလင်းဝင်လာတယ်လို့ဆိုပါရယ်၎င်းအလင်းဝင်တပ်သားဟာ MA1 တလက်ကြည်ပေါင်း၃ခုနဲ့ကြည်အနှင်းငယ်တို့ကိုယူဆောင်လာခဲ့ပြီးတော့ SRF အဖွဲ့ကဂုံပြူလက်ဆောင်ငွေသားနဲ့အဖို့တံပစ္စည်းများကိုချင်းမြင့်ပေးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့ရန်ကုန် UG များကစစ်ကောင်စီဝါဒဖြန့်အမှုပညာရှင်များကိုလူမှုပြစ်ဒဏ်နဲ့အရေးယူမယ်လို့ကြေညာတဲ့သတင်းကိုတင်ပြပေးပါမယ်။ရန်ကုန်မြို့ပြတော်လိုင်းအင်အားစု ရန်ကုန် UG များကစစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုထောက်ခံတော်လိုင်းလူငယ်များကိုစော်ကားပြီးတော့ဝါဒဖြန့်နေတဲ့အမှုပညာရှင်များကိုလူထုတရားစီရင်ခန်းမှာ ပြင်းထန်စွာအရေးယူမယ်လို့အော်တိုဘာလ28ရက်နေ့မှာပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ရန်ကုန် Army YA Duck Shadow Operation Flame OF မာဒါဆန်ရန်ကုန် Force နဲ့ Broken System တို့ပါဝင်တဲ့ကြေညာချက်မှာ နေတူးမြင့်မြတ်နေဝင်အေဂျင့်မောင်ကျူလီမင်းမြင့်မူအောင်ခိုင် ငှက်ပြောကျော်အောင်တူနိုင်လင်းတွက်လက်စူပါလင်းမင်းညူအုတ်ကပြန်ရီရဲရင်ရောပြောအောင်စင်ဖြူတို့ကိုအမိပါစေကောင်စီလက်ကင်တုံများအဖြစ်ရှုတ်ချထားပါသည်ထို့အမှုပညာရှင်များဟာစစ်ရာဇုံးမှုကျူးလွန်နေတဲ့စစ်အုပ်စုကိုထောက်ခံလူလူအရေးတော်ပုံကိုပုံဖြတ်ကလူငယ်များကိုစော်ကားနေတယ်လို့စွပ်စွဲထားပြီးတော့ပြည်သူလူထုတရက်လုံးကို boycott နဲ့ social punishment ပြင်းထန်စွာချမှတ်ရန်တိုက်တွန်းထားပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့ချင်းပြည်နယ်ဟာကားမြို့မှာညမထွက်ရအမိန် CDF ဟာကားထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ CDF ဟာကားကစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကြိုးပမ်းမှုနဲ့စစ်အင်အားဖြည့်တင်းနေမှုကြောင့်ညမထွက်ရအမိန့်ကိုအော်တိုဘာလ28ရက်နေ့မှာထုတ်ပြန်ထားပါသည်။အော်တိုဘာလ29ရက်နေ့မှ2026ခုနှစ်ဇန်နဝါရီလ31ရက်နေ့အထိည9နာရီမှမနက်9နာရီအထိမြည်သူမှအပြင်ထွက်ခွင့်လုံးဝမရှိဟုတတ်မှတ်ထားပြီးတော့လိုင်နာရန်ပြက်ကွက်သူများကိုထိရောက်စွာအရေးယူမှဖြစ်ကာပြစ်ခတ်တိုက်ခိုက်ခံရပါကတာဝန်မယူဟုအတည်ပြုထားပါသည်။ကြီးညာချက်မှာစစ်ကောင်စီတပ်ကနေစဉ်ဘုံကျဲတပ်ဖြတ်နေမှုကြောင့်ပြည်သူများအသက်အိုးအိမ်ဆု ုံးရှုံးနေရကြောင်းရွေးကောက်ပွဲကိုအကြောင်းပြကညာအချိန်အိမ်စစ်ဆေးဖန်းစည်းနေကြောင်းချင်းပြည်နယ်တဝန်းအပါအဝင်ဟာခါမျိုးကိုလေရင်ရဟတ်ရင်ဖြင့်စစ်အင်အားဖြည့်တင်းနေကြောင်းဖော်ပြထားပါသည်ပြည်သူများအနေဖြင့်စိတ်ရှည်သတိကြီးရှိစွာပူးပေါင်းပါဝင်ပေးကြပါရန်တိုက်တွန်းထားပါရခင်ဗျာအခုတင်ပြခဲ့တဲ့စေရေးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခါရှဲနဲ့ဗရေဖူးတို့ကပေးပို့ထားတာဖြစ်ပါရခင်ဗျာ Thank you.